အဲလက်စပေါ့ချန်နယ်ကနေကြိုဆိုပါတယ်။အားကစားနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအပတ်စဉ်တင်ပြပေးမှာမဟုတ် Channel လေးကို Like and Subscribe လုပ်ဖို့မမေ့နဲ့နော်။ဒီပြန်ပွဲရဲ့ဆွဲဆောင်မှုပေါ်အကြီးကျယ်တရားမှုရှိမဲ့အရေးကြီးတဲ့အချက်တစ်ခုကတော့ Lionel Messi ပါဝင်မှုပါပဲ။အင်ရှင်နိုင်ငံသက်ဖြစ်တဲ့အင်နာမိုင်ယာမီကိုရွေးချယ်ခြင်းကမစီလိုကမ္ဘာကျော်ဘောလုံးသမားပါဝင်မှုကနေရရှိလာမယ်။ပိတ်သက်စိတ်ဝင်စားမှုနဲ့စီးပွားရေးအကျိုးမြတ်တွေကို FIFA က ရှင်းလင်းလင်းညွှန်မှန်းထားတယ်ဆိုတာကိုပြသနေပါတယ်။ဒါပြင်ကီလီယန်အမ်ဘာပီလိုကမ္ဘာထိပ်တန်းကစားသမားတို့ကရီယယ်မက်ဒရစ်အသင်းနဲ့အတူပေါင်လာမဲ့ပေါ်လေပေးသက်တွေကဆောင်းမြွန်နေကြပါလေ။2015ကဖီဘာကလပ်ဝေါ်ကပ်ရဲ့အကြီးအမားဆုံးဆွဲဆောင်မှုတွေထဲကတစ်ခုကတော့ကလပ်တွင်းနေရရှိမဲ့မျိုးမျိုးမြတ်မြတ်စုကြည်ပမာဏတွေပဲဖြစ်ပါလေ။ဖီဖာဒီပြိုင်ပွဲကိုကမ္ဘာအဆင့်ကလပ်ဘောလုံးရဲ့ထိတ်တန့်ပွဲတော်တစ်ခုဖြစ်မြင့်တင်မှုရည်ရွယ်ထားသလိုပါဝင်မဲ့ကလန်တင်းတွေကိုလည်း ဗန္ဒယင်းရခိုင်မာတဲ့အကျိုးမြတ်တွေရရှိစေဖို့ဆင်ခြင်တာပါပဲ။ FIFA ရဲ့တရားဝင်ထုတ်ပြန်ချက်အရဒီပြိုင်ပွဲအတွက်စုစုပေါင်းစုကြည့်ရမငွေဒေါ်လာ1ဘီလီယံကို Confederation နေနဲ့ကလပ်သွင်းနေကြခွဲဝေပေးသွားမှာဖြစ်ပြီးဒါဟာကလပ်ဘောလုံးလောကမှာမကြုံစဘူးတဲ့အကြီးမားဆုံးစုကြည့်ပမာဏတစ်ခုလည်းဖြစ်ပါတယ်။စုစုပေါင်းဒေါ်လာ1ဘီလီယံကိုအဓိကအားဖြင့်ကဏ္ဍနှစ်ခုခွဲပြီးခွဲဝေပေးထားပါတယ်ပထမတစ်ခုကတော့ပါဝင်ဝင်စုကြည့်ရံမဝင်ဖြစ်ပြီး ဒေါ်လာ925ဒံတက်မှတ်ထားပါလေ။ဒုတိယတစ်ခုကတော့စွမ်းဆောင်ရည်အလိုက်စူးကြီးဆောင်ငွေဖြစ်ပြီးဒေါ်လာ495ဒံရှိပါလေ။ပြန်ဝဲဝင်အတင်းတိုင်းဟာပါဝင်ခြင်းအခြေအပြင်ပြန်ဝဲတစ်ချောင်းစွမ်းဆောင်ရည်အလိုက်ထပ်ဆောင်စူးကြီးငွေတွေကိုလည်းရရှိမှာဖြစ်ပါလေ။အသေးစိတ်ပြောရရင်အုပ်စုအဆက်မှာဆိုရင်တဝဲနိုင်တိုင်းဒေါ်လာနဲ့တက်တဝဲတရေကြတိုင်းဒေါ်လာတသန်းရရှိမှာဖြစ်ပါလေ။အုပ်စုကလည်း16တင်းရုံးရစဉ်ကိုတက်ရောက်နိုင်ခဲ့ရင် ထပ်ပေါင်းစုချင်းအနေနဲ့ဒေါ်လာ9.5တန်းရရှိမှာပါပြီးတော့ quarter final ကိုတက်ရောက်နိုင်ခဲ့မယ်ဆိုရင်တော့ဒေါ်လာ73.5တန်းထပ်လို့ရရှိပါမယ် semi final အဆင့်ကိုရရှိသွားတဲ့အသင်းတွေကတော့ဒေါ်လာ20တန်းအထိထပ်ပေါင်းစုချင်းရပါလိမ့်မယ်ပိုလူဝဲကိုတက်ရောက်နိုင်ခဲ့ပြီးဒုတိယဆုံးရရှိတဲ့အသင်းဆိုရင်တပ်ပေါင်းစုကြီးဒေါ်လာ330ရရှိမှာဖြစ်ပြီးပိုဆွဲပြီးတော့ချန်ပီယံဆုရှင်ဖြစ်သွားတဲ့အသင်းကတော့ ဒေါ်လာ30အထိထပ်ပေါင်းစုကြီးငွေရရှိသွားမှာပါဒီလိုအဆင့်အလိုက်စုကြီးတွေကိုပေါင်းလိုက်မယ်ဆိုရင်ချန်ပီယံစုရှင်တည်နေနေနဲ့ဘန်ဂွဲတရှာအမြင့်ဆုံးအထိအမေရိကန်ဒေါ်လာ125တန်းအထိရရှိနိုင်ပါလိမ့်ဒီပမာဏဟာအလွန်ကြီးမားပြီးတော့ဥပမာ2022ကမ္ဘာ့ဗလာပြိုင်ပွဲမှာပိုဆွဲခဲ့တဲ့အာဂျင်တီးနားအတင်းကစုချင်းအဖြစ်ဒေါ်လာ52တန်းသာရရှိခဲ့တာကိုကြည့်ရင်အမြန်ကြီးမားတဲ့ကွာခြားချက်ကိုတွေ့နိုင်ပါတယ်။ ဒီနားရှင်ကြတာပဲကလန်သင်းများတို့ပြိုင်ပွဲဘဏ္ဍာရေးတံခိုးကိုရှင်းလင်းစွာဖော်ပြနေပါတယ်ပြိုင်ပွဲဝင်32သင်းလုံးမှာ၎င်းတို့၏တာကြီးလိုက်သမထသောပအဝင်ပွဲစုကြီးများကိုလည်းရရှိမှာဖြစ်ပါလေ။ဥရောပ UEFA ရဲ့အသင်းများကတော့ဒေါ်လာ12.8တန်းမှ18တန်းမှဒေါ်လာ38တန်းမှ19တန်းထိရရှိနိုင်ပြီး၎င်းတို့ရဲ့ UEFA ရဲ့အစံသမချက်နဲ့စီးပွားရေးဆိုင်ရာဇာတ်လမ်းများပေါ်မူတည်ပြီးရရှိမဲ့ပမာဏကွာခြားမှုရှိပါမယ်။ တောင်းပေးတာကွန်မဲဘူးအတင်းများကတော့တသိန်းလေးဒေါ်လာ15ဒသမ2တန်တန်ရရှိမှာပါ။မြောက်ဘူအမေရိကနဲ့ကာရေဘီယံကွန်ကာကပ်အာရှ AS နဲ့အာဖရိက CAF အတင်းများကတော့တသိန်းလေးဒေါ်လာ6ဒသမ55တန်စီရရှိကြပါလိမ့်မယ်။ Oceania OSC အတင်းများကတော့တသိန်းလေးဒေါ်လာ3ဒသမ58တန်ရရှိမှာဖြစ်ပါလေ။ဤကဲ့သို့မြို့မြတ်မြတ်စုကြည့်ပမာဏများက တလန်အသင်းများအတွက်ဗန်ဒါရေးတည်ငြိမ်မှုနဲ့ခွင့်ပြုတုတ်တက်မှုတို့ကကြီးမားတဲ့အားဖြင့်မှုတစ်ခုဖြစ်ပါလေ။အထူးသဖြင့်ဥရောပပြည်မှာရှိကလန်အသင်းငယ်များအတွက်တော့ဒီငွေကြေးတွေဟာအိမ်မက်တစ်ခုပင်ဖြစ်နိုင်ပြီးအသင်း၏အခြေခံအဆောက်အအုံများကိုမြှင့်တင်ခြင်းလူငယ်အကယ်ဒမီခွင့်ပြုတော့တဲ့ရင်သို့မဟုတ်ထိတ်တန်းကစားသမားများခေါ်ယူရန်အတွက်ပြင်လဲမြောက်နယ်နိုင်မှာဖြစ်ပါလေ။ဖီဘာအတွက်လည်းဒီပြိုင်ပွဲဟာကြီးမားတဲ့စီးပွားရေးအလားအလာတွေကိုပေးစွမ်းမှာဖြစ်ပါလေ ပြီးပါဟာတန်ခွေကနေနှာစီမံဝင်ဝင်များကိုကလပ်ဘော်လောလောကနဲ့ကော်ပိုရေးရှင်းများထံသို့သာပြန်လည်ခွဲဝေပေးမည်ဟုကတိပြုထားပြီး၎င်းတို့၏ကိုယ်ပိုင်ဗန္ဒန်တိုင်းကဲ့သို့တပြားတစ်ချက်မှမထည့်သွင်းမှုတွင်ကြေညာထားပါသည်။ကမ္ဘာ့ဆင့်ထိတ်တန်းကလပ်တွင်32တင်းတောင်းရင်ရှင်နိုင်မဲ့ပြိုင်ပွဲဖြစ်လာကြောင်းကဘာနဲ့ကရုတ်တန့်ထုံထုံကိုရတဲ့စွန့်စားမှုကိုအကြီးအကျယ်ဆွေးဆောင်နိုင်မှာသိကြပါလေ။ရုတ်တန့်ဘူပိုင်ဝင်ရောက်ရှာခြင်းကနေဘီလီယံနှစ်ချီရဲ့ဝင်ဝင်ရေကို FIFA ကရရှိဖို့ညွှန်ထားပါလေ။ နောက်တစ်ခုကတော့ကမ္ဘာလုံးဆိုင်ရာစပွန်ဆာသဘောတူညီမှုများ Global Sponsorship ဒီရဲပဲဖြစ်ပါလေ။ဒီမှာလေပိတ်တဲ့ခြေကနေကမ္ဘာလုံးဆိုင်ရာဩဇာဟာနာရှိတဲ့ဒေသကလပ်တွေပါဝင်လာကြအောင်။ကမ္ဘာ့ဆင့်နာမည်ကြီးအမတ်တစိုက်တွေဟာပြိုင်ပွဲကိုစပွန်ဆာပေးဖို့စိတ်ဝင်စားကြပါမှာ။ဒါအပြင်လက်မှတ်ရောင်းရဝေးလာတဲ့ညပြတဲ့ဝင်ဝင်ရရှိပါလိမ့်မယ်။ပြန်ဝဲကိုအမေရိကန်ပြည်ထောင်စုလိုဘလုံးဒိတ်သက်များပြားရှိပြီးအခါစားကိုစိတ်ဝင်စားမှုမြန်မာနိုင်ငံမှာကျင်းပလာကြောင်း ဝဇိပိတ်သက်တွေအများပြားလာရောက်ကြမှာသိကြပါတယ်။အထူးသဖြင့်လီယိုနယ်မက်ဆီရဲ့အင်တာမိုင်ယာမီအသင်းပါဝင်ခြင်းကလက်မှတ်ရောင်းအားကိုတည်တည်တံ့တုံ့ပြန်စီမှာဖြစ်ပါလေ။ကွဲစဉ်နေတာမှုကြောင့်လည်းအစုပေါင်းလက်မှတ်ရောင်းရောင်းဝယ်ပမာဏကအထူးမြင့်မားလာမှာဖြစ်ပါလေ။တိုင်ဝဲနဲ့သက်ဆိုင်သောမတရားပစ္စည်းများအသင်းကြဆင်များရောက်ကြခြင်းမှာလည်းဝင်ဝင်များရရှိနိုင်ပါသေးတယ်။ ထို့အပြင်ကလန်သင်းများအတွက်၎င်းတို့၏အမှန်တစေကိုကမ္ဘာလုံးဆိုင်ရာပိတ်သက်များထံပုံမူကျေပြန့်စွာချဲ့ထည်နိုင်မည်အကွယ်လမ်းလည်းဖြစ်ပါသည်။ဤသို့ဗန်နိုင်းဆိုင်ရာဆွေးနွေးမှုများကြောင့်ကလန်သင်းများစွာသည် FIFA Club World Cup ကိုအလေးနက်ထားပြီးပါဝင်ရှင်များရန်စေရထက်တန်နေကြခြင်းဖြစ်ပါသည်။ FIFA Club World Cup ပုံစံသင်ဟာစိတ်လုံရှားစရာကောင်းပြီးအကျိုးမြတ်များစွာ ရှိနိုင်ပေမယ့်တစ်ချိန်တည်းမှာပဲစိန်ခေါ်မှုတချို့ကိုလည်းရင်ဆိုင်ရအောင်ပါပထမဆုံးအနေနဲ့ ကစားသမားကွဲပြားမှုနဲ့ဒဏ်ရာရနိုင်ခြင်းပြဿနာကိုကြည့်ကြရအောင်။ဘူယောမကလပ်အသင်းများစွာပြည်တွင်သည်ပြည်တွင်းပြတိုင်ပွဲတွင် UEFA Champions League တို့တာကြီးလိုက်တိုင်ပွဲတွေမှာကွဲစင်ပေါင်းများစွာကစားရပါလေ။ပြီးရင်လူရည်ဒီမာမဒီလိုအသင်း30နှစ်တန်ပါဝင်တဲ့တိုင်ပွဲကြီးထပ်လာမယ်ဆိုရင်ကစားသမားတွေရဲ့ကွဲပြားမှုဒဏ်ကိုထင်မတော်တော့ဘူးလား။ ဆက်ရုံလိုခိုင်းမလို့လားဆိုတော့ဝေဖန်မှုတွေရှိနေပါတယ်။ပွဲပန်းမှုများတာဟာကစားသမားတိုင်းရဲ့ရည်ရွယ်ချက်ကိုလည်းတိတိတသားမြင်တတ်နိုင်ပါတယ်။နောက်ထပ်အစီအကောင်မှုကတော့ဘောလုံးပြက်ကြိမ်ပဲဖြစ်ပါလေ။ပြန်ခွဲကိုဥရောပဘောလုံးရသည့်အပြီးနှစ်ပတ်ကြာမှကျင်းပမှာဖြစ်တာကြောင့်ကစားသမားတွေနားချိန်နေပါစီပြီးနောက်ရသည့်အတွက်ပြင်ဆင်ချက်ကိုလည်းထိခိုက်စေနိုင်ပါလေ။ဥရောပကလပ်ခွင့်စဉ်က ECA European Club Association က ဖီဘာကိုဥပဒေကြောင့်ကတရားစွဲဆိုမှုနေနေရှိနေခဲ့ပြီးကစားသမားတွေရဲ့အကြမ်းအရေးကိုစိုးရိမ်ကြောင်ထုတ်ပေါ်ပြောဆိုထားပါတယ်။နောက်ကြီးကြီးကအသင်းတွေအမေရိကန်ကိုတားရောက်ရှင်နေရမှာဖြစ်တဲ့အတွက်ခီးရှည်ပြန်မှမှုတွေဇန်လအချိန်ဆုံးပြောင်းလဲမှုဒဏ်တွေကလည်းကစားသမားတွေကိုထိခိုက်စေနိုင်ပါတယ်။စင်ကုန်မှုတွေရှိနေပြီမြန်ဒီတိုင်းဝင်လာပြီပလန်သင်းတွေတော့အကျိုးကျေးဇူးများစွာရရှိမှာပါ အဓိကအားသာချက်တစ်ခုကတော့ရာသီကြိုပြင်ဆင်မှု pre-season နဲ့ပြန်ခွဲတွေးကြုံလရှိတာပါပဲ။ဒီပြန်ခွဲဟာအသင်းတွေအတွက်ရာသီကြိုခြေစမ်းခွဲတွေကိုအကောင်းဆုံးအစားထိုးပေးနိုင်မှာပါ။ပုံမှန်ဆိုရင်ဥရောပအသင်းကြီးတွေဟာတခြားတိုက်ကအသင်းငယ်တွေနဲ့ခြေစမ်းကစားဖို့အတွက်ခြေစမ်းကစားကြီးပေးရပါလေ။ကလန်ဝေါကတ်မှာတော့အသင်းငယ်တွေအတွက်ဒီလိုခြေစမ်းကစားကြီးပေးရမှာပဲ။ဥရောပအသင်းကြီးတွေနဲ့ရှင်နိုင်နိုင်အခွင့်အရေးရှိနေပါလေ။ဒါကအကစားရအလွန်တန်မှုရှိပါလေ။ ဥရောပအသင်းကြီးတွေတက်လဲအာရှအာဖရိကတောင်မေကလိုကရပုံဒီကစားသမားတွေကိုအနိကအလေးလာပွင့်ရမှာဖြစ်ပြီးအဆိုပါရပုံဒီကစားသမားတွေကလည်းဥရောပအသင်းကြီးတွေရဲ့စိတ်ဝင်စားမှုကိုခံရအောင်အနိကအစွမ်းပြန့်ဝင်ရမှာဖြစ်ပါလေ။ဒါပြင်နိုင်ငံတကာတွေ့ကြုံနေပါသေးတယ်။ကစားသမားများအတွက်တန်ခွင့်ကြီးတွေမှာကစားမဲ့တွေ့ကြုံနေရရှိစေပြီးအကောင်းဆုံးရဲ့ဝင်ပြိုးထူထောင်မှုကိုအထောက်အပံ့ပြုပါနိုင်မယ်။ ဒီမှာကလောက်ဝောက်ကရဲ့ပုံစံတွေကကမ္ဘာပေါ်လုံးလောကမှာအရေးပါတဲ့မှတ်တမ်းတစ်ခုကိုရောက်ရှိလာခြင်းပဲဖြစ်ပါတယ်။ရှက်ကင်ကဝေဖန်ခံခဲ့ရတဲ့ကင်းကြံကုန်သောတန်ခွဲကနေအသင်း32တင်းပါဝင်တဲ့ကြီးမားတဲ့ဘွဲတော်ကြီးဖြစ်ပြောင်းလဲလာတာဟာဘောလုံးရဲ့စီးပွားရေးနဲ့အကစားတန်ဖိုးကိုပုံမမြင်မားစေမှသိကြပါတယ်။စုကျင်းဝေရဲ့အကြီးမားမှုကြောင့်ကလန်တင်းတွေဟာဒီတိုင်ဘက်ကိုအလင်းနဲ့ထားပြီးရှင်နေကြတော့မှဖြစ်ပါလေ ဒါဟာဒီရာသီကြိုပြင်ဆင်မှုအတွက်တောင်းပန်တဲ့တိုင်ပွဲတွေ့ကြုံတွေရရှိမှာဖြစ်ပြီးဟောပဇာသမားတွေတွေပေါ်ထွက်လာဖို့အတွက်လည်းအခွင့်အလမ်းကောင်းတွေဖန်တီးပေးမှာပါဟုတ်ပါတယ်ပဇာသမားတွေရဲ့ဝေဖန်မှုနဲ့ဒဏ်ရနိုင်ကြလို့စိန်ခေါ်မှုတွေရှိနေပြီပဲဖီဘာဟာဒီစိန်ခေါ်မှုတွေကိုဖြည့်ဆင်းပြီးတော့တိုင်ပွဲကိုအကောင်းဆုံးဖြစ်အောင်စီမံခံရွေးသွားရမှာပါဘောလုံးပေးသက်တွေအနေနဲ့တော့ကမ္ဘာအကောင်းဆုံးကလပ်အသင်းတွေရဲ့ရန်စံမှုပြည်ထောင်တဲ့ဝယ်စနေထိုင်းကစားသမားတွေဥပမာ လီယိုနယ်မက်ဆီကလီယန်အမ်ပီစသည်ရဲ့ဆွမ်းရည်ကတ္တမှုတွေနဲ့အတူမကြုံစဘူးစိတ်ရရစရာကောင်းတဲ့ကလပ်ဘဘဗလာပွဲတော်ကြီးကိုမြင်တွေ့ရမှာဖြစ်ပါတယ်2025မှာစတင်မယ်ဒီခေတ်သစ်ကလပ်ကဘဗလာဟာဘလုံးသမိုင်းမှာချွေရံစလုံးတွေနဲ့ဤထူရမယ်အခန်းကဏ္ဍတစ်ခုကိုစတင်နိုင်ပြီပဲဖြစ်ပါတယ်